ုနေ့ကသူနေ့ကကျွန်တော်ပြတဲ့ဒီ line လေးကခွန်ထိတ်စီးကိုနည်းနည်းကျွန်တော်သဘောကျတယ်။တို့ဒီကိုထိတ်ဗရိတ်အဲဗရိတ်ကိုကိုထိတ်ဗရိတ်ရှစ်ရှစ်ထိတ်ဗရိတ်ခွန်ခွန်ထိတ်အဲ့ဒီကိုထိတ်ရှစ်ထိတ်ခွန်ထိတ်တွေကအဲ့ဒီနှစ်ထဲမှာနောက်ထပ်တစ်ချိန်နော်ဒီကိုဒီနောက်ထပ်တစ်ချိန်ကိုထိတ်စီးလို့ပြန်ပေါ်ရင် တွေးရှာခွန်ရှိတယ်ညီလေးခဏလေးစာရွက်ကဘယ်နှရောက်လဲမရှာလိုက်အောင်မယ်เนาะအဲအဲ့ဒီကိုကကိုထိတ်လို့ပြန်ကြရင်ဒီခွန်ထိတ်ဗရိတ်ခွန်၄ထိတ်စီးရဲ့ဈောင်းမှာကြာတယ်เนาะနောက်တစ်ခုဒီ၈ထိတ်ကလည်း၈ထိတ်လို့ပြန်ကြတော့၈ထိတ်ဗရိတ်၈၄ထိတ်စီးဈောင်းမှာကြာတယ်တခါဒီခွန် ခွန်ထိတ်လို့ကြရင်အခုကျွန်တော်တို့၉ထိတ်ပရိတ်၉အောက်တပွဲကျော်၄ထိတ်စီးရဲ့ဆောင်းမှာခွန်ထိတ်စီးကြမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်။နောက်အဲ့ဒီ line ကိုတခြား line နဲ့တွဲပြီးတော့ခွန်ထိတ်လို့ကြရင်ဒီကဏ္ဍဒီတစ်နှစ်ကျော်ကဏ္ဍနော်တစ်နှစ်ကျော်ကဏ္ဍဖြစ်ကြမယ်လို့ကျွန်တော်ပြောခဲ့တယ်။အဲ့ဒီမှာကျွန်တော်တို့ဒီ၉၃ညခွန်နိနိခွန်နော်နောက်ခွန်၅ခွန်ဒါတွေကျွန်တော်ဒါတွေကထိုးရမယ်ကဏ္ဍနေပါနော်။ အဲ့ကောင်ကိုကျွန်တော်ပြန်စစ်ကြည့်တော့ဒီပွဲမှာတနစ်ကြော်ကဏ္ဍကြလာနိုင်လားဆိုတော့ကြလာနိုင်တယ်နော်ဒါခုနကကျွန်တော်ပြောတဲ့ break ကိုကိုထိတ်တယ်အဲ့ဒီနှစ်ထဲမှာဒီရှစ်နှလုံးတက်စဲ break လေးရဲ့ဘေးမှာထွက်တဲ့ကဏ္ဍလေးတနစ်ကြော်ကကဏ္ဍငါးလေးနှစ်နော်အဲ့ဒီကောင်ကဒီဘက်မှာတစ်ပရိတ်တို့လေးပရိတ်တို့နော်တစ်လေးခွန် ဝရိုက်တလေခွန်နော်အဲ့တလေခွန်ဗရိုက်ဖြစ်ထားတဲ့ဇောင်းကကဏပြန်ကြကြတယ်သူ့ဘေးကကဏဖြစ်နော်ဒီပြန်ကြကဏဘေးကကောင်းပေါ့ဗျာလွယ်လွယ်ပြောလိုက်အဲ့ဒါဆိုရင်ဒုတိယဒီရှစ်ဗရိုက်ရှစ်ထိတ်လို့ရိုက်တော့အဲ့ဒီနှစ်ထဲမှာလေခုနက ရှေ့ပေါင်း30အောက်မှာပရိတ်၄ပြီးတော့အခုရှေ့ပေါင်း17ရဲ့အောက်မှာပရိတ်3လို့တူလိုက်တာအဲ့ဒီပရိတ်3ရဲ့ဘေးမှာထွက်တဲ့ခဏကတနှစ်ကြော်လာတဲ့ခဏသူကလည်းဒီမှာ1ပရိတ်3ပရိတ်6ပရိတ်နော်1 3 6ဒီမှာက1 4 9အဲ့ဒီမှာ136လို့ရိုက်တယ်သူ့ဇောင်းကကဏ္ဍပြန်ချကြတယ် အဲ့ဒီပြန်ကြကနန်းရဲ့ဘေးရကနန်း၄၃၅၆ပြီတနစ်ကျော်လိုက်ထွက်တော့သုံးပရိတ်ပြီးထွက်တယ်ဗောဗျာနော်ဒါဆိုရင်ဒီခွန်ပရိတ်ခွန်ဒိတ်လို့ဖြစ်တဲ့နေ့တည်းမှာရှေ့ပေါင်းနှစ်ပရိတ်ကနှစ်နော်သူက၄ပရိတ်ပြီး၃ပရိတ်ပြီးနော်အခုနှစ်ပရိတ်ပြီးဆိုရင်တော့ဒီဘွဲထဲရမှာ အဒီပွဲထဲမဲ့ကဏ္ဍကတနစ်ကြော်လာတဲ့ကဏ္ဍဆိုရင်ကျွန်တော်ဒီမှာတစ်ပရိဒီမှာနှစ်ပရိဒီမှာငါးပရိနော်အဲ့တစ်သုံးငါတစ်ပရိတစ်သုံးငါဟိုမှာတစ်သုံး6ဩဟုတ်တယ်ဟုတ်ပါမှန်းနေ၄3 ဒီကောင်နှစ်မဟုတ်ဘူးသုံးဖြစ်နေတယ်နော်ထားလိုက်ပါတော့အဲ့တော့ကျွန်တော်တို့ဒီ၅ပြိတ်ဇောင်းကခဏဒီတစ်ကမှန်းနေဒီကောင်မှန်းနေတယ်ကျွန်တော်ကနှစ်လို့ပဲမျက်စိတည်းမြင်နေတယ်တစ်ပြိတ်၅ပြိတ်၅ပြိတ်ဇောင်းကနေပြန်ကြဖို့နော်ဒီမှာ၆ပြိတ်ဇောင်းကခဏပြန်ကြဒီမှာ9ပြိတ်ဇောင်းကနေပြန်ကြအဲ့အဲ့ပြန်ညာကနန်းဘေးရကောင်ကိုထည့်မယ်ဆိုရင်ဒီဘွဲမှာခွန်ထိတ်စီးနဲ့ထည့်မယ်ဆိုဒီကနန်းထည့်သွားလို့ရတယ်နော် ပေမဲ့နောက်တစ်ချက်ကျွန်တော်တွေးကြည့်တာကအဲ့ဒီထဲမှာပရိတ်တကနန်တနှစ်ကျော်ပေါက်တယ်တစ်ပြီးတော့အဲဆက်တစ်ပြီးတော့30ပရိတ်ကနန်ပေါ့နော်ပေါက်တယ်30ပရိတ်ပြီးတော့6ပရိတ်ဆိုရင်ဒီကောင်ဖြစ်သွားလို့လည်းရတယ်ဒီကောင်ကိုကျွန်တော်ပူကြိုက်တာနော်ခွန်ထိတ်ခွန်ပိတ်နေဆိုတော့ဒီကောင်ကိုပူကြိုက်တယ်ငါးခါလည်းရှိတယ်အဲ့တော့နောက်တစ်ချက် ဘာလို့ဒီကနန်းကိုယူဆုံးဆိုတော့ကျွန်တော်တို့တေးသေးချာချာပြန်စစ်ကြည့်ရင်ဒီကနန်းကပြန်ကြဟုတ်တယ်သူ့ဘေးရကနန်းက၄ထိပ်စီအငိမ့်နဲ့ထွက်ထားတဲ့ကနန်းဒီကနန်းသည်၄ထိပ်စီအငိမ့်နဲ့သူထွက်တာဒါဆိုရင်ဒီကောင်ပြန်ကြတာမှန်တယ်သူ့ဘေးမှာ၄ထိပ်နဲ့ထွက်တဲ့ကနန်းက၄ထိပ်နဲ့ပြန်ထွက်တာဒါဆိုရင်အခုကျွန်တော်တို့ဒီ7 3 6ကပြန်ကြခဲ့တယ် ူ့ဘေးမှာ၄ထိပ်စီးနဲ့ထွက်ထားတဲ့ဒီကနန်းဒီတစ်နှစ်ကျော်မှာ၄ထိပ်နဲ့ထွက်မယ်ဆိုဒီကနန်းအဲ့ဒီကောင်လည်းမစိုးဒီကောင်ကတော့စိုက်အရာနော်ဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်ကဟဲ့ခွန်ထိပ်ခွန်ပိနေကောင်ကိုကြိုက်လို့ဒီကောင်ကိုရွေးထည့်နော်အဲ့ကျွန်တော်မိတ်ဆွေတွေပြန်စစ်ကြည့်ကနန်းကတော့၃မျိုးလောက်ယူထုတ်လို့ရတယ်ဘယ်ကောင်ဖြစ်မယ်ဆိုတော့မသိဘူးနော်အဲ့ ျွန်တော်တို့ဒီပွဲမှာကကစားတင်တာကကျွန်တော်ကအပူကိုကစားခြင်းတာပေါ့နော်အခုဒီခွန်နှစ်နှစ်တို့ခွန်၅ခွန်လို့ဆိုတဲ့ကဏ္ဍနဲ့ကျွန်တော်ဘာလို့အဲ့ဒီခွန်နောက်ပိတ်နဲ့កောင်ကိုကြိုက်တုံးဆိုတော့ကျွန်တော်တို့ဒီ2005ခုနှစ်ထဲမှာခြေပေါင်းကိုဒီကိုခါလို့နောက်နှစ်ကိုဇောင်းတက်ပေါက်လိုက်တာနော်သူ့ဘေးမှာနောက်ထောင်၃လုံးက ကိုးနဲ့အပူခွာထွက်တယ်။တခါဒီဘက်2015ထဲမှာလေရှေ့ပေါင်းကိုးက6ခါလို့တက်ပေါက်လိုက်တာနဲ့သူ့ဘေးမှာနောက်၃လုံးကို8နဲ့အပူပဲထွက်တယ်။တခါအခုဒီမှာရှေ့ပေါင်းကိုးလို့ရိုက်တယ်ဒီကိုးစီနောက်နှစ်မှာ6ခါလို့သူတက်ထဲတာလို့သူ့ရဲ့ဘေးမှာနောက်၃လုံးကအစီနေရာနဲ့ပေါ့နော်။ကိုရှိခွန်ဆိုပြီးခွန်နောက်ပိတ်နဲ့အပူထွက်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့ခဏလေးနှစ်နှစ်ခွန်လို့ เนาะကျွန်တော်တို့ခွန်ထိတ်နဲ့ယူမယ်ဆိုရင်အဲ့ဒီကောင်ခွန်9ခွန်ဆိုတဲ့ကောင်မိုက်တယ်เนาะအဲ့လိုကျွန်တော်သွားတွေးမိတော့อืมဒါဆိုရင်တော့ဖြစ်သွားနိုင်တယ်အဲ့ဒါလေးကိုသဘောကျတယ်ဗောဗျာနောက်တစ်ချက်ကကျွန်တော်တို့ကစားခဲ့ဘူးပါတယ်ဒီ696000နဲ့လာရင် ီ696လို့ထောင်လိုက်တာနဲ့သူ့ရဲ့နှစ်နှစ်ကျော်မှာမသုံးလုံးအပူကိုထွက်တော့သူကပရိငါးနဲ့စာထွက်တယ်နော်တခါဆိုရင်ဒီမှာ696လို့ထောင်တယ်သူ့ရဲ့နှစ်ပွဲကျော်မှာမသုံးလုံးအပူခွန်ပရိနဲ့ထွက်တယ်နော်ငါးကိုနှစ်ပွင့်တိုးပြီးခွန်လို့ဖြစ်သွားတယ်အဲ့ဒီမှာ696လို့ထောင်တယ်သူ့ရဲ့နှစ်ပွဲကျော်မှာကျွန်တော်တို့ကိုးပရိကိုမသုံးလုံးအပူနဲ့ဆိုရင် ျွန်တော်ခုနကရေးထားတဲ့ခွန်9ခွန်ဆိုတဲ့ကဏ္ဍမစိုးဘူးအဲ့တော့လွယ်လွယ်ပဲပြောလိုက်ပေါ့เนาะကျွန်တော်တို့6600ထောင်တာနဲ့နှစ်နှစ်ကျော်မှမသုံးလုံးအပူပေါ့အဲ့တော့ဒီမှာ6600ထောင်နဲ့နှစ်နှစ်ကျော်မှသုံးလုံးအပူအဲ့တော့ဒီမှာ6600ထောင်နဲ့နှစ်နှစ်ကျော်မှမသုံးလုံးအပူကိုခွန်9ခွန်အဲ့ဒီလိုမဟုတ်ရင်ဒီကဏ္ဍခွန်9ခွန်เนาะကျွန်တော်တို့ပြန်ချားနေဆိုရင်ဒီကောင်ဆွဲရိုက်သွားလို့ရတယ်အဲ့ဒါမျိုးတွေကြည့်တယ် နောက်တစ်ချက်ကကျွန်တော်တို့6ထည့်စီ3လုံးဇောင်းထိုးလိုက်တာနဲ့သူ့အောက်မှာအပူပဲထွက်တယ်ဒီမှာလဲ6ထည့်စီ6 3လုံးဇောင်းထိုးလိုက်တာနဲ့သူ့အောက်မှာအပူပဲထွက်တယ်ဒါဆိုရင်ပြီးခဲ့တဲ့ပွဲက6 3လုံးဇောင်းထိုးသွားလို့သူ့အောက်မှာကျွန်တော်တို့အပူလို့ကစားလို့ရတယ်နော်အဲ့ဒီမှာလဲကျွန်တော်ခွန်နောက်ပိတ်ကိုဒီလိုမျိုးတွေးကြည့်တယ်ဒီ6 6ထောင်းတယ်နှစ်နှစ်ကျော်မှာ6ထည့်စီ3လုံးထောင်းနော် ်ထိတ်ပြီးတော့သူကတေချောက်ကိုချောက်ထောင်နဲ့နှစ်နှစ်ကျော်မှခါသုံးလုံးထောင်တယ်နော်ကိုထိတ်သုံးလုံးထောင်ပြီးတော့သုံးခါသုံးလုံးထောင်တယ်နော်ထိတ်သုံးလုံးထောင်တယ်ခါသုံးလုံးထောင်ဒါဆိုရင်ဒီကိုချောက်ကိုထောင်ပြီးတော့နှစ်နှစ်ကျော်မှအပိတ်သုံးလုံးခွန်သုံးလုံးဆက်ရိုက်မလားကျွန်တော်ခွန်ကိုနောက်ပွဲမှာလည်းခေါ်ထားတာတွေရှိတယ်နော်အဲခွန်သုံးလုံးတစ်ခါတည်းထောင်သွားလို့ရတယ်နော်ဒီ line နေရအဲ့လိုမျိုးလဲကျွန်တော်တွေးထားတာရှိတယ် အဲကြောင့်မလို့ကျွန်တော်က303ကိုကျွန်တော်တို့ပအောထုတ်လိုက်တဲ့နေရာမှာခွန်3လုံးထောင်ခွန်နောက်ပိတ်နဲ့လဲကစားချင်တယ်နော်။ဟောအဲ့ဒီ line တွေကနေပြီးတော့တူးထုတ်ထားတာကအဲ့တုန်းကကျွန်တော်ပြောခဲ့ပါတယ်ဒီ69ထောင်လို့သူ့ရဲ့နောက်နှစ်မှာကိုထိတ်စည်းလို့စကြတယ်။ကိုထိတ်နှလုံးထောင်ပဲ။ထောင်လိုက်တဲ့အပေါ်ကနန်းဒီအဲ့ဒီနေ့ထဲမှာပြန်ကြကြတယ်နော်။ဒါမနစ်ကကျွန်တော်တို့ကစားပြခဲ့တယ် အဲအခုဒီမှာကိုးလျှောက်ကိုးထောင်းတယ်ဟုတ်အဲ့ဒီကိုးဒီသူ့ရဲ့နောက်နှစ်မှာကိုးထိတ်စည်းလို့စကြရင်ကိုးထိတ်နှလုံးထောင်းလိမ့်မယ်ထောင်းမိကြတယ်ထောင်းတဲ့ခဏန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြကြမယ်နော်အခုကိုးလျှောက်ကိုးထောင်းသွားပြီသူ့ရဲ့နောက်နှစ်မှာကိုးထိတ်လို့စကြရင်ကိုးထိတ်နှလုံးထောင်းမှာထောင်းတဲ့ခဏန်းဒီပြန်ကြကြမှာဆိုပြီးမနစ်ကကိုးဘက်နှစ်ကပေါ့နော်မနစ်ကကျွန်တော်တို့တနေ့ကပြောခဲ့တယ်ထွက်တယ်ပြန်ကြကြတယ် အဲ့အဲ့ဒီ line မှာလဲသူကဒီကိုကိုလို့ထောင်လိုက်တာ ਨੇ သူ့ရဲ့ကိုထိုက်စီရဲ့တနစ်ကြော်မှာ54ရှိတွဲတွဲတာเนาะဒီပရိတ်1ကိုထိုက်စီထောင်သုံးလုံးကသူက1လို့ပြန်ဖြီးတာကစားရဲ့เนาะဒါတော့နှိမ့်ဥမှဖြစ်သွားတာဟဲ့လိုက်တော့အဲ့တော့ဒီကိုထိုက်စီရဲ့တနစ်ကြော်မှာဒီ6ဒီလုံးပိုင်းဒီ1ရဲ့ပါဝါ6ဆိုပြီးသူကဒီလိုမျိုးတွဲထားတာရှိတယ် ဒါဆိုရင်ဒီကိုစိတ်နှလုံးထောင်တယ်နော်သူ့နောက်နှစ်မှာကိုထည့်ဒီနှလုံးထောင်တဲ့ခဏန်းဒီပြန်ရကြတယ်သူ့ရဲ့တနှစ်ကျော်ပေါ့နော်ခုနကကျွန်တော်ပြောသလို54ပြီးတော့သူက55နော်ကိုထည့်ရဲ့ဇောင်းမှာ55ဒီကိုထိတ်စီရဲ့မြင်းကုံမှာ50အဲ54 55ပေါ့เนาะဖြစ်တယ်ဖြစ်ပြီးတယ်နဲ့သူ့ရဲ့အောက်မှာဒီ6တီလုံးပိုင်း9ပါဝါ300 ီလိုတွဲထွက်တယ်အခုဒီမှာကိုကိုနှလုံးထောင်နေဒီကနန်းပြန်ကြတယ်သူ့ရဲ့နောက်နှစ်သူ့ရဲ့မြင်းကုန်မှာနော်56 55 54 55 54ဆိုပြီးသူကအတွဲလိုက်ပြီးပေးတာပေးပြီးတာနဲ့ဒီအောက်က16ကိုတလုံးပါဝါလှန်ပြီးတော့ထည့်ဒီအောက်က96ကိုတလုံးပါဝါလှန်ပြီးတော့ထည့်မယ်เนาะတလုံးပိုင်းတလုံးပါဝါတလုံး ော့ဒီနေရာမှာကျွန်တော်တို့က၅၆တွေထွက်သွားလို့ဒီရှစ်ခုကိုလုံးပိုင်းတလုံးပါဝါတလုံးချိန်တယ်ဆိုရင်နောက်ထပ်မိခဏက၃ခုဆိုတာရှိတယ်เนาะ၃ခု၃ပေါ့ကိုယ်လည်းရောက်ရင်ဒီကောင်မျိုးတွေနေရာချိန်သွားတာလည်းဖြစ်သွားနိုင်တယ်စိုက်ရက83လို့ဒီလိုမျိုးထည့်ခိုင်းတယ်เนาะအဲ့ဒီမှာသူကရှစ်ထိတ်စီးနဲ့ထည့်ခိုင်းတာပဲရှစ်ခွန်3ဒီကနန်းကလည်းတစ်နှစ်ကျော်မှရှိတယ်ရှစ်ခွန်3ကเนาะအဲ့ကျွန်တော်ရေးပေးတဲ့ထဲတော့ပါရတယ် ဒါပေမဲ့ကျွန်တော်ကအဲ့ဒီ3ခွန်အတွဲနဲ့အပူးကိုကျွန်တော်ထုတ်ရှင်းတာမို့လို့ခွန်3ခွန်ကိုကျွန်တော်ပြန်ကြအဲ့ကောင်ကိုအော်ထုတ်ခိုင်းလိုက်တာနော်အဲ့လိုမျိုးတွေးကြည့်တာဗောလေအဲ့တော့အပူးကျသွားခဲ့ရင်ဆိုတဲ့အတွဲနဲ့နော်ကျွန်တော်ဒီနှစ်ကွက်ခွန်5ခွန်နဲ့ခွန်2ခွန်ဒီကောင်ကိုတော့မအာနဲ့ဒီကောင်ကိုတော့အာထိုးเนาะခွန်ထိတ်တစ်ခွက်ခွန်ပိတ်တစ်ခွက်ထိုးရေးပြလိုက်အောင်မယ်နင်းနစ်ခွန် ကျွန်တော်ညီတော်မောင်ပြောနေတဲ့6ပါတော့163ကဟိုအဲ့ကောင်ကျွန်တော်တွေ့တယ်ဗျာရောက်ဟုတ်ဒီမှာ163ကညီတော်မောင်ပြောတဲ့163ကလွဲပါတယ်ကျွန်တော်ကဗတ်သိမ့်မကြိုက်လို့သာဒီ2005ခုနှစ်ထဲမှာကြည်ော်ကြည့်နေတာသိစင်းသွားပြီလားမသိဘူး 2005ခုနှစ်ထဲမှာ6ထက်ကြီးလို့စကြလိုက်တာနဲ့သူ့အောက်မှာ6ခါတန်းဝင်တာပဲနော်အဲ့ဒီ6ထက်ကြီးလို့ကြတယ်6ခါတန်းဝင်လိုက်တာနဲ့သူကဒီထက်ကြီး3လုံး5ကို5ထိတ်နဲ့သူထွက်တယ်တပင်ကျော်ပရိသတ်1ကပရိသတ်1လို့ထည့်တယ်6.50သူကတကွက်ထဲထွက်တာနော်တခါ2015မှာလည်းအဲ့ဒီလိုပဲလိုက်ကြည့်6ထက်စီးလို့စကြတာ ਨੇ သူ့အောက်မှာ6ခါတန်းဝင်တာပဲအင်းအဲ့ဒီ6ခါတန်းဝင်လိုက်တာ ਨੇ ဒီထိပ်စီ၃လုံး၃ကို၃ထိပ်စီနဲ့တပင်ကျော်နှစ်ပရိတ်က1ပရိတ်ဆိုပြီး663တူတန်းထွက်တယ်။အဲ363ထွက်တယ်နော်။ပြန်ပြောပြမယ်ထိပ်စီ၃လုံး၅ဒီထိပ်6ထိပ်ကခါဒါ6ထိပ်ဒီစကြတဲ့အောက်မှာဖြစ်တယ်။တပင်ကျော်ပရိတ်ကပရိတ်1ကပရိတ်1နော်။ဒီမှာလဲဒီ၃လုံးကပေါင်းရင်း၃ဒီ၃ထိပ်6ထိပ်ဒီစကြတာနဲ့6ခါတန်းဝင်တယ်။တပင်ကျော်နှစ်ပရိတ်ကနှစ်ပရိတ်နဲ့ထွက်တယ်။ အခုအဲ့ဒီလိုမျိုးယူမယ်ဆိုရင်ဒီတပင်ကျော်က၄ပြိဋ္ဌိဒီပွဲကို၄ပြိဋ္ဌိထည့်ရမှာထည့်စီ၃လုံးက၁၉၁၁ဆိုတော့ပေါင်းရင်၁ဖြစ်တဲ့အတွက်ဒီပွဲကို၁ထည့်စီထည့်ရမှာ၆ထည့်စီစကြတဲ့အောက်ဆိုတော့ဒါ၆ထည့်စီစကြတာအဲ့၆ထည့်စီရဒီပွဲမှာ၆ခါနဲ့အဲ့ဒါ၁၆ခွန်းဆိုတဲ့ကဏ္ဍတစ်ခွက်တည်းထွက်တယ်တဲ့ပဲနော်အလုံးနာဟုတ်တယ်အလုံးနာနေတာကျွန်တော်နော်အဲ့သူကအဲ့လိုမျိုးတွေ ဖြစ်တာတွေရှိတယ်ဗောနော်ဒါက6ထိပ်စီစကြတဲ့အောက်မှာ6ခါလိုက်တာရှိတယ်ကေဗင်ဂျောဘရိတ်ကဘရိတ်ပြန်ပေးတာရှိတယ်တကယ်လို့ဘရိတ်ကိုစီနီယာနဲ့လိုက်မယ်ဆိုရင်တော့သူကတမျိုးဖြစ်သွားမှာဗောနော်အဲဒီမှာ1ဘရိတ်ဒီမှာ2ဘရိတ်ဒီမှာ3ဘရိတ်ဆိုရင်တော့ဒါ166ဆိုတဲ့ကဏ္ဍမျိုးကြီးဖြစ်သွားအဲ့လိုတော့မယူခြင်းဘူး169ခွန်ဆိုတဲ့ကဏ္ဍမှာခွန်နောက်ပိတ်နေမှုလို့ကျွန်တော်ဒီကောင်းကိုကျူတာเนาะအဲ့ မကျွန်တော်ညီတော်မောင်မန်းနေလို့တေချောက်ခွန်ဟိုနေ့ကအညီဖုံးဆက်အကွာအလုံးလိုက်လွင့်ပြီးတာနဲ့ထမင်းပြေးစာဖုံးဆက်တာမသိလိုက်ဆက်ပြီးတော့စားပြီးတော့မှတွေ့ပြန်မခေါ်နေတော့ညင်းတက်နေပြီဆိုတော့ဟိုတနေ့ကြော်ကနန်းထဲမှာဒီနှစ်ကွက်နော်တတိထားပါခွန်၅ခွန်နဲ့ခွန်ခွန်နဲ့နဲ့နော်ဒီဘွဲကိုအပူခွာရိုက်ဖို့အားကောင်းတယ် ကျွန်တော်တို့ဟိုးဘက်နှစ်တုံးကကျွန်တော်တို့တခါအကြိမ်ကြိုက်ကဏန်းပေါ့နော်ကျွန်တော်ကစားပြခဲ့တဲ့အကြိမ်ကြိုက်ကဏန်းနေရှိတယ်ကြိမ်ကြိုက်ကဏန်းနေရှိတယ်ဆိုတာကကျွန်တော်တို့ဒီနားမှာ9390တို့74တို့430တို့နော်ဒါသူက9ခါးတွေ9ခါးတွေ9ခါးတွေထောက်ပေးမှလဲ9ထိပ်တွေ9ထိပ်တွေ9ထိပ်တွေ3လုံးတန်း9ခါး3လုံးတန်းနဲ့ပြီးရကဏန်း3ခွက်အဲ့ဒီ3ခွက်ကိုကျွန်တော်မနစ်ကကစားပြခဲ့တယ် ဒီမှာ939ခွန်ထွက်တယ်။သူကနေအောက်ကို9ဘွဲရေလိုက်ရင်ဒီမှာ48ထွက်တယ်။သူကနေအောက်ကို9ဘွဲရေလိုက်ရင်ဒီမှာ40ထွက်တယ်။နော်။အခုလည်းအဲ့လိုမျိုးကျွန်တော်တို့ဒီမှာငါးခါအောက်ကငါးခါအောက်ကငါးခါအောက်ကကဏ္ဍ3ခွက်ရှိတယ်။အဲ့ဒီ336ဒီမနစ်ကတော့ကျွန်တော်တို့ဒီမှာ336လို့ထွက်တယ်။ထွက်တော့သူကဒီ3ညာခါပေါ့ဗျာ။နော်ငါးထည့်စီတပွဲကြောက်မှာထွက်တာ။ 3985 3939အင်းနေရောအင်း3939အူရှစ်ဟုတ်တယ်နော်အဲ့ဒီ39ခါးရဲ့ဇောင်းမှာထွက်တယ်သူကနေ1 2 3 4 5 6 9 8 9 10ချိန်မှာ438ဆိုတဲ့ကဏ္ဍဒုတိယကဏ္ဍတစ်ခွက်ထွက်တယ်နော်အဲ့သူကနေအောက်ကိုကျွန်တော်တို့1 2 3 4 5 6 9 8 9 10ချိန် เนาะဒီမှာဒီနေရာမှာထွက်မဲ့ကဏ္ဍတွေလေဒုတိယကြံနေတဲ့ကဏ္ဍကျွန်တော်မွေးကဏ္ဍ၅၄နှစ်ဆိုတဲ့ကဏ္ဍဖြစ်နေတယ်เนาะဒါတတိထားဖို့ဒီဘွဲမှာထိုးလို့ရတယ်သူကအဲ့ဒီမှာပရိတ်၃၃ညခါရဲ့တပွဲကြော်ပေါ့เนาะ၃ညခါ၃ညခါ3 3ည3ညဒီလိုဖြစ်တာနောက်တစ်ခါ4 3ည6လို့ဖြစ်တာเนาะ3ညပြီးတော့6 တုံညက်ခါတော့ပုံသေးပဲအဲ့ဒီမှာကကျွန်တော်တို့တုံညက်ခါဆောင်းပေါ့ဗျာနော်ဒီမှာကိုးခါဆောင်းပရိတ်၄တုံညက်ခါရဲ့တပွဲကျော်ထွက်တာဒီမှာပရိတ်၃တုံညက်ခါရဲ့တပွဲကျော်ထွက်တာအဲ့၃တုံညက်ပြီးပြီ၄တုံညက်ပြီးပြီအခုဒီမှာ၅တုံညက်လို့ရိုက်တယ်သူ့ရဲ့တပွဲကျော်မှာ၅၄နှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်သွားလို့ရတယ်နော် အဲ့ရှိအတိုင်းပဲသူ၃ရက်ခါ၉ခါအခု၈ခါရဲ့ဇောင်းမှာထွက်မယ်ဆိုရင်ဒီကနေ့ကကျွန်တော်မွေးကနန်းပေးခဲ့တယ်နော်၆ချိန်ကိုမကြော်ဘူးလို့ကျွန်တော်အဲဒီပထမ၆လပိုင်းဒဲမှာထွက်မယ်လို့ကျွန်တော်ပြောထားတာဒီကနေ့ကနှစ်၄ရက်အခုဒီပွဲမှာထိုးလို့ရပြီနော်နောက်တကူအဲသူကဒါသူ့ site အစုံဝန်ဒီလိုမျိုးလာတာเนาะဒါခုနကျွန်တော်ပြတဲ့6390 418 410 အဲ့ကောင်နေရထွက်သွားပြီးပြီပြီးတော့အခုဒီမှာကြံနေခဲ့တဲ့633 348 5 5 5 5 5 5 5ခါဒီဒီလုံးခွာခွာကိုခွာရှိခွာခွန်ရိုက်တာဒီဒီအောက်မှာ5 4 3 9 8 9เนาะရှေ့နောက်ပေါင်း2နောက်ပေါင်း2နောက်ပေါင်း2ဆိုတော့ဒီလိုမျိုးတွေထောက်ချက်တွေအများကြီးရှိတယ်အဲ့ဒီကဏ္ဍတစ်ခွက်နှစ်ခွက်သုံးခွက်เนาะဒီသုံးခွက်ကိုကျွန်တော်က7ပင်တစ်ဖြတ်ဒီမှာ7ပင်တစ်ဖြတ်ထည့်မှာ7ပင်တစ်ဖြတ်7ပင်တစ်ဖြတ်เนาะ เออดีกองก็ตัวนั้นเนี่ยดีกันแท้กระซ้าได้จริงเนาะงา4เนี่ยเออดีกองโจนงา4 4ไจกระซ้าทาบีเดี๋ยวเฮาบีกูจนเลยไอ้นี่กองกูไจดิกองจนก็6ละใบ ပထမ6လမကြော်ဘူးလို့ကိုကျွန်တော်တွေးထားတာဒီကောင်။အများကြီးရှိတယ်မွေကနဆိုင်20ကြော်လောက်ရှိတယ်ဒီနှစ်ငါလေးရ။နောက်ပြီးတော့ငါတခွန်တို့နော်ဒါခုနကျွန်တော်ပြတဲ့ငါခွန်ခွန်တို့ဒါကျွန်တော်မြင်းလေးတွေတော့တိုက်တဲ့ကနန်းတွေတော့ရွေးတားထားတာပြီးသားပေါ့နော်ဒါလေးတွေကကစားတဲ့။အဲကျွန်တော်တို့ငါခါးကိုငါခါးကိုကျွန်တော်ကအဲ့ဒီမှာထည့်ကစားစေခြင်းတယ် ငါးခါနဲ့ကစားစည်းဆိုနေဆိုတာကျွန်တော်တို့ဒီ2021ထဲမှာပျောက်ကန်းန်းက၄ခါနော်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့၄ခါတလုံးပျောက်သွားတယ်ဟမ်ပျောက်သွားတယ်၄ခါဒီအဲ့ဒီ၄ခါတလုံးပျောက်သွားတဲ့ကောင်ကြီးသူ့ရဲ့နောက်နှစ်မှာ၄ခါလို့သူပေါ်လိုက်တာနဲ့အစပေါ်လိုက်တယ်သူကကိုးနောက်ပိတ်ဆောင်ပေါ်တယ်နော်ကိုးနောက်ပိတ်ဆောင်မှာပေါ်တယ် ီမှာလေးခါပြောက်ပြီးသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ခွန်ခါပြောက်တယ်เนาะအဲ့ဒီနှစ်ထဲမှာခွန်ခါမရှိဘူးလိုက်ကြည့်လိုက်အဲ့ပြောက်တဲ့ခွန်ခါဒီသူ့ရဲ့နောက်နှစ်မှာခွန်ခါလို့စပေါ်တော့ဒီမှာ6ပိတ်ဆောင်ဒီမှာကျတော့8ပိတ်ဆောင်မှသူပေါ်တယ်เนาะ8ပိတ်ဆောင်မှပေါ်တယ်တခါနောက်နှစ်မှာနှစ်ခါပြောက်တယ်ဒီနှစ်ထဲမှာနှစ်ခါပြောက်တယ်လိုက်ကြည့်เนาะအဲ့ဒီနှစ်ဒီနောက်နှစ်မှာနှစ်ခါလို့ပေါ်ရင်သူကခွန်နောက်ပိတ်ဆောင်အဲ့တော့အဲ့တော့6နောက်ပိတ်ဆောင်8နောက်ပိတ်ဆောင်9နောက်ပိတ်ဆောင် အခုဒီ6နောက်ပည့်ဇောင်းမှာကျွန်တော်၅ခါတလုံးပေါ်မှာဒါလို့တော့ငါမနစ်ကငါတော့နော်အဲ့ဒီတော့အဲ့ဒီမှာထူးခြားချက်ကဘာပါလာလဲဆိုတော့ဒီတော့သူက6နောက်ပည့်ဇောင်းဆိုပြီးတော့ပဲပြသွားတာနော်သူကအဲ့ line တွေထဲမှာရှိပါသေးတယ်တခြားဟာတွေကျွန်တော်ပြောမနေတော့ဘူးနော် တော့ဒီခွန်ကိုကြရတော့ဒီခွန်ဒီနောက်နှစ်မှာခွန်ခါလို့ပေါ်ရင်ချစ်နောက်ပိတ်ဆောင်ချစ်နှက်ခတ်တစ်ခါเนาะတစ်ချစ်နှက်ခတ်တစုံရိုက်တဲ့ဆောင်6ထိပ်စီးရဲ့အောက်မှာပေါ်တာဒါဆိုရင်ဒီနှစ်ခါဒီသူ့ရဲ့နောက်နှစ်မှာနှစ်ခါလို့ပေါ်တော့ဒီမှာခွန်3ညလို့နှက်ခတ်ရိုက်ထားတဲ့ဆောင်6ထိပ်စီးရဲ့အောက်မှာပဲသူပေါ်တယ်เนาะကဲဒါဆိုရင်မနစ်ကပြောက်တဲ့9ခါဒီဒီနှစ်ထဲမှာ9ခါလို့ပေါ်မယ်ဆိုရင်ဒီမှာ6 9နှက်ခတ်တစုံရိုက်ထားတဲ့ဆောင် အဲဒီချောင်းနောက်ပိတ်ဆောင်မှာမပေါ်ဘူးဆိုတော့သူကနှက်ခတ်မရိုက်ထားဘူးဒီမှန်နမနှက်ခတ်လာရိုက်တာအဲတစ်ချစ်ဆောင်းမှာပေါ်တယ်တုံညာခွန်ဆောင်းမှာပေါ်တယ်6ဆောင်းမှာပေါ်တယ်ပေါ်ရင်6ထိပ်စီအောက်6ထိပ်စီအောက်6ထိပ်စီရဲ့အောက်မှာသူပေါ်တယ်ဆိုရင်ဒီပွဲမှာ9ခါကကြောက်เสียကောင်းတယ်နော်အဲတော့ကျွန်တော်တို့ဒီမှာကြည့်ကြည့်လိုက်ဒီ2023ထဲမှာခွန်ခါကနောက်ပေါင်းခွန်အောက်မှာပေါ်တယ် 24မှာ6ခါသည်နောက်ပေါင်း6အောက်မှာပေါ်တာဒါဆိုရင်25မှာ5ခါသည်နောက်ပေါင်း5အောက်မှာပေါ်မယ်ဆိုရင်ဒီပွဲမှာ5ခါပေါ်လို့ရတယ်အဲ့ဒါအကြောင်းမို့လို့ကျွန်တော်ကခုနကအဲ့ဒီ5ခါနဲ့ကနန်းကိုခွန်5ခွန်ဆိုပြီးကျွန်တော်ကယူပြခဲ့တာနော်အခွန်၅ခွန်ဆိုပြီးကျွန်တော်ကယူပြခဲ့တယ်ဆိုတော့ဒီနေရာမှာတစ်နှစ်တော်ခဏန်းကိုဗရိတ်၉ပါလို့ထွက်မယ်ဆိုရ ဲ့ဒီခါးခါးနဲ့ခဏကြောက်เสียကောင်းတယ်เนาะအဲ့တော့ကျွန်တော်ကဒီခွန်၅ခွန်တနစ်ကြော်ခဏကိုခွန်ထိတ်ကြိုင်လဲတနစ်ကြော်ခဏဖြစ်ကခွန်နောက်ဘက်ကလည်းဒီဘွဲမှာရှိတယ်၅ခါးလည်းရှိတယ်ဆိုတော့ဒီခဏမျိုးဖြစ်သွားနိုင်တယ်เนาะအဲ့လိုမျိုးတွေးလိုက်တာဟိုဒီမှာကြည့်ကြည့်နေ့ဥမှာဘာချစ်ရိုက်ထားတယ် ွားရှိကိုသူကမစီနေရပေါ့၃ခါဒီမှာအခွားရှိကို၅ခါเนาะဒီမှာအခွားရှိကို9ခါနဲ့ရိုက်တယ်เนาะအဲ့ဒီလိုပဲသူကဟိုတင်းပေါ့ဘယ်လိုခေါ်မလို့မသုံးလုံးအပီးလဲသူကကစားထားတာပေါ့လေเนาะမသုံးလုံးကိုလည်းအပီးကစားတယ်၁တို့၃တို့၅တို့ပေါ့เนาะဗရိတ်တွေကလည်း၁၃၅ဗရိတ်တွေနဲ့ကစားထားတာထားလိုက်ပါတော့အဲ့ဒီခွားရှိ ူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ရှစ်ထိတ်စီစကြရင်သူကနှစ်အပိတ်နဲ့ကြတယ်နော်ဒီမှာခွားရှိသူ့ရဲ့နောက်နှစ်မှာရှစ်ထိတ်ကြတော့3နဲ့ကြတယ်ဒီမှာခွားရှိသူ့ရဲ့နောက်နှစ်မှာရှစ်ထိတ်ကြတယ်4နဲ့ကြတယ်နော်ကြပြီးသွားရင်အဲ့ဒီရှစ်ထိတ်ဒီခွားရှိသည်အဲ့ဒီခွားရှိသည်၈ပါဝါ၃၈ပါဝါ၃ကိုဒီ၃ခါနဲ့ပေါ့နော် 833ဆိုတဲ့ကနေတကွက်နော်အဲ့ဒီနှစ်ထဲမှာလိုက်ထွက်တာရှစ်ထိတ်စားကြရင်နှစ်အပိတ်နဲ့ကြတယ်ရှစ်ပါဝါ3ကိုဒီနှစ်ဦးက3ခါနဲ့တွဲပြီး833ဆိုတဲ့ကနေထွက်တယ်နော်ဒါဆိုရင်ဒီမှာ ग्वा ရှစ်လို့ရိုက်တယ်အဲ့ဒီရှစ်ကိုရှစ်ပါဝါ3 5ခါနဲ့နော်735ဆိုတဲ့ကနေနောက်နှစ်မှာ5ခါကအငိန်နဲ့ပဲသူထွက်တာ ဒီမှာတော့ကကြတော့လေအဲ့ဒီ3ဒီ3ခါအငိမ့်နေပဲသူထွက်တာเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ ग् ွား6ကို6ပါဝါ3ခွန်ခါနဲ့เนาะအဲ့ခွန်ခါနဲ့ဆိုတော့ကျွန်တော်တို့6ခွန်3ဆိုတဲ့ခဏမျိုးပေါ့ဒီမှာကျွန်တော်ရေးထားတယ်3ခွန်6ဒီနေရာမှာထိုးရင်ကောင်းမလားဆိုပြီးကျွန်တော်တွေးထားတာရှိတယ်เนาะအဲ့အေးဒီမှာလည်းကျွန်တော်ဖန်ထားတာရှိတယ်ဒါပေမဲ့ तू ကခွန်ခါနဲ့6ရဟာတွေကတော့ခွန်ခါနဲ့ထွက်တာပေါ့เนาะ အခုဒီနေရာမှာတော့ကျွန်တော်ကခွန်ခါနဲ့ထွက်မယ်ဆိုရင်တော့သူကဒီကနေတော့မရသူ့ဆိုင်ကသူက3ခွန်လို့ထွက်ခိုင်းအဲခွန်ခါနဲ့ဟုတ်တာပဲခုနကျွန်တော်ပြောခဲ့တာဒီခွန်ဒီခါကျွန်တော်ရေးတာမှားနေဟုတ်တယ်ဒီခွန်က ဒီမှာထားမှာ6 7ခွန်ဒီလိုပြက်ဒီခွန်ဒီခါ8ပါဝါ3နောက်ပဲသူကခွန်ခါနဲ့ထွက်ကမှာ8ထိပ်စီနဲ့ဆို8ခွန်3ဆိုတဲ့ကနေမျိုးဒီပွဲမှာဒါထွက်ကမှာကနေเนาะအဲ့တော့ဒီမှာကဒီ6နောက်ပိတ်ဒီခါ8ပါဝါ6เนาะဒီကိုနှလုံးထောင်နေဒီကနန်းကပြန်စားကြတယ်54 5ထိပ်စီရအောက်ပေါ့ဗျာเนาะ ဒီမှာကျတော့ကိုနှလုံးထောင်ဒီကနန်းပြန်ကြတယ်သူ့ဆောင်မှာ55ငားထိပ်စီးရဲ့အောက်မှာ6နောက်ဘိတ်ကခါတုံညပါပါငါဘိတ်နော်အဲ့တော့သူကဒီမှာကတုံညထိပ်ဒီမှာက6ထိပ်အခုကျွန်တော်တို့ကဒီနေရာမှာ8ထိပ်စီးထည့်မယ်ခွန်နောက်ဘိတ်ဒီခါ8ရဲ့ပါဝါ3ဘိတ်နဲ့ဆို8ခွန်3ဆိုတဲ့ဒီကနန်းထွက်နော်အဲ့ဒါဆိုရင်ကြိုက်တယ်ဗျာနော်ကျွန်တော်လည်းဘူးမပြန်ကြည့်မိအဲ့ဒါဆိုရင်ကြိုက်တယ်သူက ဒီကွာရှစ်ကိုရှစ်ပါဝါသုံးသုံးခလေနဲ့ထွက်ကပါเนาะအဲ့တော့ဒီမှာရှစ်ပါဝါသုံးကိုသုံးခလေနဲ့ထွက်တာအဲ့ဒီမှာကွာရှစ်လို့ရိုက်တယ်သုံးပါဝါရှစ်ကို၅ခါနဲ့ထွက်ကเนาะထွက်တယ်ဒါဆိုလို့ရှိရင်ဒီကွာရှစ်ကိုရှစ်ပါဝါသုံးခွန်ခလေနဲ့ထွက်ကမယ်ဆိုရင်ဒီပုံစံအမှန်တာပဲเนาะဒီပုံစံအမှန်တာပဲ အဲ၃နောက်ပိတ်လဲကျွန်တော်စောရက်ပြခဲ့ပါတယ်၃နောက်ပိတ်ဒီလဲရှိတယ်နော်ကြိုက်ရင်ထိုးပေါ်လေနော်ဘာလို့တော့ဆိုတော့ဒီကနေ့တနှစ်ကျော်ကနေဖြစ်နေလို့နော်၈ခွန်း၃